အားလုံးမင်္ဂလာပါမလန်းလိုင်း entertainment မှာပြန်လည်အကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကလန်းလိုင်း entertainment ကနေ season အလန့်အသစ်တွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေမှာဖြစ်လို့ subscribe like share လေးတွေနဲ့အားပေးကြဖို့မေတ္တာရခံကြပါလေအားလုံးကိုကျေးဇူးတင်ပါတယ်ပြန်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ခုချိန်မှာတော့ကျွန်တော်တို့အစင်းနဲ့ဖြတ်ကြပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အစီအစဉ်လေးကိုစလိုက်ကြရအောင်ဗျာဒီကနေ့မှာတော့ အတူမနေခင်ရှာနေရပေးတာကိုမဆိုင်တဲ့အမျိုးသမီးဆိုတော့မျိုးရှိပါသလားပတ်စံနဲ့လုပ်ပေးတာကိုမိန်းကလေးတွေဘလောက်တောင်တောင်းတာကြတဲ့ဆိုတဲ့အကြောင်းလေးကိုတင်ဆက်ပေးခြင်းပါတယ်အဲ့ဒီကြောင့်မပြောခင်အားလုံးသိထားကြဖို့အပူတန်တဲ့ချွေးတွက်များခြင်းကိုကောက်ွယ်ဖို့နေလမ်းများကြောင်းအရင်ပြောပြမယ်နော်အဲ့ဒါပြီးမှပဲပတ်စံနဲ့လုပ်ပေးတာကိုမိန်းကလေးတွေဘလောက်တောင်တောင်းတာကြတဲ့ဆိုတဲ့အကြောင်းလေးကိုတင်ဆက်ပေးပါမို့ အဆုံးထိကြည့်ပေးကြပါလို့အပူတန်နဲ့ချင်းအတွက်များခြင်းကိုကာကွယ်ဖို့နေလမ်းများဒီနေ့ချိန်မှာကမ္ဘာကြီးပူနွေလာတာလေးများအပူတန်ကို အနေနဲ့များခန်းစားကြရပါတယ်အများအပြားနေပူတွေမှာအလုံလုံတော်သူများခက်လေးများနဲ့သက်သေရွယ်ဦးတွေဟာအပူတန်ကိုပို့ပြီးခန်းစားကြရပါတယ်အပူတန်ကြောင့်ဖြစ်တဲ့စမ်းမကြီးပြဿနာတွေကိုမဖြစ်စေဖို့အပူတန်ကိုဒီလိုကာကွယ်ကြရအောင်နော် အပူချိန်တို့ခဲလာခြင်းဟာချွေထွက်များခြင်းနဲ့ခန္ဓာကိုယ်ကရေဓာတ်တွေကိုဆုံးရှုံးစေတာကြောင့်ရေဓာတ်ခန့်ချောင်းခြင်းဟာအတိအကပြဿနာဖြစ်ပါရယ်။မနေ့စိန်နိုင်မှာညနေ၄နာရီတွင်နေအောင်လေးတိုက်ရိုက်ထိတွေ့ခြင်းတက်နိုင်သမျှရှောင်ခြင်းမှာအပြင်းသွားမှုလိုအပ်ပါကထိအုံတုံစားတဲ့အကာအကွယ်များကိုအသုံးပြုပါ။ရာသီဥတုနဲ့ခိုင်းနေတဲ့အဝတ်အစားများဝတ်ဆင်ပါ။အယောင်ပြောတဲ့အဝတ်အစားများ ပွားပွားထောင်ထောင်ရှိတဲ့အဝေးမြောင်ခြေတယ်များဟာလူရာသီမှာအကောင်ဆုံးဖြစ်ပါတယ်။နေရောင်အောင်မှာပြင်းထန်တဲ့နေခြင်းငယ်များမပြုလို့တင်ပါဘူး။ရှေးများများတောက်ပါနေပူထဲမှာအလုံးလုံးနေသူနဲ့အာကစားသမားများနေတဲ့အလုံးလုံးနေစဉ်တွေ15မိနစ်နေတစ်ချိန်ခန့်ရေးတောက်ပေးပါ။စိတ်ထွက်လွန်ခဲ့ပါကတက်စာဖြော်ရေးတောက်ပါ။တည်တည်ဖြော်ရေးများလည်းတောက်သုံးနိုင်ပါတယ်။စိတ်ရအောင်ကိုလေးလာပါ။ အတိအောင်ဒါမှမဟုတ်အဝါရောင်ဖြောဖြောဟာပုံမှန်ရောင်ဖြစ်ပါတယ်။စီသွားနေပါကရှေးပူတောက်ပြီးရင်လိုအပ်ပါတယ်။အရဲကောင်းကောင်းရှိတဲ့နေရာမှာအပူလျှော်ချနိုင်ရန်အနာယူပေးပါ။အလောက်ရှင်များနေနဲ့ပုံပြေသောရာသီမှာတောက်တုံးရင်လုံလောက်တဲ့အနာယူချိန်နဲ့အရေးရှိတဲ့နေရာများဖန်တီးပြီးရင်လိုအပ်ပါတယ်။ပုံပြေတဲ့ပတ်ဝန်းကျင်မှာအချိန်ကြာကြာမှတ်တမ်းရရမယ်ဆိုပါကအပူတန်းကြောင့် ဟောရောင်ခြင်းမဖြစ်အောင်ခြေတော်ကိုကိုယ်လိုက်ဆန်းလိုက်ပြုလုပ်ပေးပါလိုအပ်ပါကဆွဲသားခြင်းဝေစေမောင်းအယက်တောက်ခြင်းကိုရှောင်ခြင်းမောင်းအယက်တောက်ခြင်းဟာရေတက်ခံကြောင်းမှုကိုအားပေးပါတယ်လူကြီးများရဲ့ခန္ဓာကိုယ်ဟာအပူဒဏ်နဲ့နေတာတကြဖြစ်ရဲ့ရှိရမှာ၁၄ရက်ခန့်ကြာပြီးခလေးရီအောင်၁၀ရက်ခန့်၁၄ရက်ခန့်ကြာတတ်ပါတယ်။ဒါကြောင့်ပူပြင်းတဲ့နေရာကိုခရီးသွားပါကော နေသားမကြမီကာယလောကများကိုလျှော်ချဖို့လိုအပ်ပါတယ်။ဆက်လက်ပြီးတော့အတူမနေခင်ရှာနေရပေတာကိုမကြိုက်တဲ့အမျိုးသမီးဆိုတာမျိုးရှိပါသလား။ဖက်ဆန်နဲ့လုံပေတာကိုမိန်းကလေးတွေဘလောက်တောင်းတောင်းတချသလေးဆိုတဲ့အကြောင်းလေးကိုတင်ဆက်ပေးခြင်းပါတယ်။ကျမတို့ရဲ့အမျိုးသမီးအင်္ဂါဖုံးလေးကိုရှင်တို့အနံပေးတယ်မသလား။သတ္တဝိသောလေမယောင်အတူမနေခင် ွေဖန်နဲ့ရှုပ်ပြီးနှိမ့်စိတ်ထူဆောင်ပေးတဲ့ထလေးဟာဟိုးကပောင်အစာကလေးကရှိခဲ့ပါတယ်။ဒါပေမဲ့ပတ်စံနဲ့နှိမ့်ဆက်ဆန်ခြင်းလို့ခေါ်တဲ့စန့်ကျင်ဘက်အဖို့ရဲ့နေရင်ကကိုပတ်စံနဲ့နှမ်းပြီးစောက်ပြီးရှာနေရပေးတဲ့ထလေးထုံကားလာတာကတော့တိတ်မသာသေးပါဘူး။ကဘာပေါ်မှာအဲ့ဒီထလေးကိုပထမဦးဆုံးစတင်ပြုလုပ်ခဲ့သူတွေကတော့ဥရောပတိုက်ကဖြစ်ပြီးအဲ့ဒီကတည်းက အမေရိကတိုင်ဘက်ကိုပြန်လည်သွားပါတယ်။အာရှတိုင်မှာတော့ခင်မီတိုတက်တဲ့ဂျပန်၊ကိုရီးယား၊ဟောင်ကောင်၊ထိုင်ဝမ်၊စင်ကာပူ၊ထိုင်း၊ဖိလစ်ပိုင်းစတဲ့နိုင်ငံတွေမှာလည်းအဲ့ဒီနေရာကို တွင်တွင်ကြဲကြဲလှုပ်ဆောင်နေကြပြီဖြစ်ပါတယ်။ဒါပေမဲ့ရှင်ယူဆွဲအယူဝါဒတွေလွန်မုံနေတဲ့တချို့နိုင်ငံတွေမှာတော့ဒီတယ်လေးကတော်ဝတ်သားဖွံ့ဖြိုးပါတယ်။တော်ဝတ်ဆိုတာကသမားတို့အမျိုးသမီးတွေကတော့ ရှင်တို့အမျိုးသားတွေရဲ့နေနေကိုပတ်စံနေစုပ်ပြီးထားရပြီးရှင်တို့တွေကတော့ယွန်းလို့ဖုန်နေမှာဆုံးလို့စောက်သဖြင့်စင်ကြီးမျိုးစုံပင်ကကျမတို့အမျိုးသမီးတွေရဲ့လေရင်ငါကိုပြင်ရပေးဖို့ညင်ဆန်ကြပါတယ်မြန်မာနိုင်ငံမှာလည်းကျမတို့အမျိုးသမီးတွေကတော့ပတ်စံနေလို့ဝေစားရတာများပြီးရှင်တို့အမျိုးသားအများစုကတော့ပတ်စံနေပြန်လုပ်ပေးလို့မရှိကြပါဘူးမရှိတာတော့မဟုတ်ပါဘူး ဖွားကြောင်မလုံဝေးချသလိမ့်ဆိုတော့ရှင်တို့ညပတ်လို့အနှံ့ပြေလို့ဖုံးနှိပ်ပါဆုံးလို့စသဖြင့်စင်ကြေမျိုးစုံပေးတတ်ကြပါတယ်အမှန်ကရှင်တို့ချစ်လို့ယူထားတဲ့မိမကိုဘာမှယွန်စရာကြောင်းမရှိပါဘူးရှင်လိမ့်တဲ့စုံပေးရကိုကြာရင်သမတို့ရဲ့အင်္ဂါကိုအရှင်ရပေးသင်ပါတယ်ဒါမှသာတရားမျှတမှုရှိမှာပါလိမ့်ကိစ္စဆိုတော့အပိယူများမှသာအစဉ်ပြေပြီးအမြဲတောင်းတနေမှာပါ အပိယုမများရေးဖလောက်ချစ်ချစ်ကြားတဲ့အခါရင်းငွေရိုးရိပြီးဖောက်ပြဲတိုက်ကြပါတယ်။ကဘာပေါ်မှာရှိတဲ့ဖောက်ပြဲမှုတွေရဲ့90ရာခိုင်နှုန်းဟာလိန်ကိစ္စမှာအစင်မပြေအပိယုမများသာလို့ဖြစ်ကြရတာပေါ့။ကျမတို့အမျိုးသမီးတွေရဲ့လယ်ရင်ကကိုတိတ်ပန်ဒီကသူ့ပေသနာပြုထားချက်တွေရာကိုယ်ဆက်ယောဂတွေကိုစတင်တက်ခိုင်းပြီးတင့်ကိုကျမ်းမှတန်ဆွမ်းအောင်ထိန်းထားပေးတဲ့ လက်တော်ပဲစလီခေါ်စမ်းမာရေးကောင်ထုတ်ပေးတဲ့အဆုံးပြုတ်ဘက်တီးရီးယားတွေအပြည့်ရှိနေပါတယ်အမျိုးသမီးတဦးရဲ့မိမကောကညှက်ပတ်တဲ့လို့ထင်ပြီးခဲ့ရင်ပြန်လေးစဉ်းစားကြည့်ပါမိမကောကတော့နည်းနည်းတော့အနှံ့ပြင်းပါတယ်ဒါပေမဲ့ကိုယ်ဆက်ယောဂတွေကိုစတင်တိုင်ခိုင်ပြီးတဲ့ကိုကျမသန်းဆောင်ထိန်ထားပေးတယ်လက်တော်ပဲစင်ဒီခေါ်စမ်းမကြီးကောင်းကျိုးပေးတယ်အစွန်မြုပ်ဘက်တီးရီးယားတွေအပြည့်ရှိနေပါတယ် အရာကြောင့်သမားတို့ရဲ့အင်္ဂါကသရင်ပါဇက်ချက်တို့တဲ့ယောဂပုံမှန်နေပါပါတယ်တကယ်တော့ပါဇက်ချက်တို့လိုခန္ဓာကိုယ်အခြားအစိတ်ပိုင်းတွေကတော့ယောဂပုံတွေပုံမှန်ပေါရောက်ရှင်းတန်းနေကြတယ်ဆိုတော့စိတ်ပညာသူတေတနာတွေရောကဘာကလက်ခံထားပြီးဖြစ်ပါတယ်နောက်ပြီးအမျိုးသမီးခြာနေတကူကအမျိုးသမီးတွေဟာအတူမနေခင်မိမကူကိုရှာနေရပေးတာကိုအယံနှစ်သက်ကြပါတယ် ဒါအမှန်ပါပဲရှင်။ကျမတို့ရှယ်လိုသားဖွင့်မပြောကြတာပါ။အတူမနေရင်ရှာနေရပေးတာကိုမထိုက်တဲ့အမျိုးသမီးဆိုတော့ကဘာပေါ်မှာမရှိတဲ့လောက်ရှာပါတယ်။အရာကြောင့်ရှင်တို့အမျိုးသားတွေအနေနဲ့ရှင်ရိုးဆွဲအယူသီးမျိုးတွေကိုပေးဖဲပေးအခုညာပဲရှာဆန်းပြလိုက်စားပါလို့တိုက်တွန်းလိုက်ချင်ပါတယ်။ဒီကနေ့တင်ဆက်ပေးခဲ့တဲ့ဂျာလင်းကိုတော့ဒီမှာပဲရှင်းနာဝင်ပြပါရှင်။နောက်ထပ်လည်းကျမတို့ channel ကနေ့ ဘုဒ္ဓတာဖြစ်စေမိတ်တောင်းအလေးတွေကိုဝေးချေတင်ဆက်ပြီးမှမို့စောင့်မျှော်အားပေးကြပါအောင်ရှင်။ချီးကျူးအောင်ပေးခဲ့စားတဲ့ပရိသတ်တယောက်ချင်းစီကိုကျေးဇူးတူပဲတင်ရှိပါရရှင်။